ဆရာတော်ဗျာဖရာသပြီးတော့တို့မိသားစုကိုမနာလိုဖြစ်ပြီးတော့အညိုကြီးပြီးတော့အောက်လန်းနဲ့အကြီးအကျယ်တိုက်ခိုက်နေပါတယ်ဗျာလှုပ်ထားတာလည်းနှင်းနဲ့ချင်းနေပါပြီလူလည်းအတော်ကိုခံနေရပါတယ်ဗျာပတ်စံတွေလည်းကုန်နေပါပြီဗျာဘလို့လုံးအောင်မလဲဗျာတဲ့အေးနော်တနာစီရပဲနော်အောက်လန်းအသက်ပညာကြီးဒါတွေကလည်းနေရာတိုင်းမှာရှိတယ်နိုင်ငံတိုင်းမှာပါရှိတယ်မြန်မာပြည်တွင်မဟုတ်ထိုင်းမှာလည်းပေါ့မလေးရှားမှာလည်းပေါ့အင်ဒိုနီးရှားပေါ့ဟုတ်အမေရိကရောက်တော့တော့ပူပေါင်းနေတာတွေ့ရတယ် ဟုတ်ဂျော်ဂျီယာမှာဆိုရင်ဒီအောက်လန်းဈေးတောင်ရှိတယ်နော်အဲ့ဒါအဲ့မှာတော့အပေါ်တော့ဒီအမေရိကန်မှာကလူပေါင်းစုံနိုင်ငံပေါင်းစုံကရောက်နေသလိုမကောင်းတဲ့အသက်ပညာတွေလည်းအစုံရှိတယ်ကောင်းတာတွေလည်းအစုံရှိတယ်အမေရိကန်အော်ဒါအမေရိကန်မှာတောင်အာဖရိကဘူဒူးနည်းပညာတွေဘူဒူးအောက်လဲတွေဘလက်မက်ဂျစ်တွေလေအဲဒီအောက်လဲပညာတွေလည်းရှိတယ်အစုံတိုက်ခိုက်နေကြတယ်ဘုန်းတော်မြန်မာပြည်မှာကြတော့ဒါမြန်မာပြည်မှာလည်းအောက်လဲတက်ပညာမျိုးစုံရှိတယ်ဒါပေမဲ့ဒီမှာဘုန်းတော်မြန်မာပြည်မှာကြတော့ ဖျားတရားလုပ်တဲ့သူတွေများလာတဲ့အခါကျတော့လေနော်ဖျားတရားလုပ်တဲ့သူတွေဆိုရင်တော့အောက်လည်းပညာတည်ဓာတ်ရိုက်သူတို့ကဥပမာ30ဘောလို့ရင်သူမှလုံးမျိုးတကြက်ဘောနဲ့ကြက်ဘောလောက်ပဲဖြစ်တယ်100ဘောလို့ရင်လို့30ဘောလောက်ပဲခံရတယ်ပေါ့ဖျားတရားအားကောင်းတဲ့သူတွေတိလာသမိုင်းပညာအားကောင်းတဲ့သူတွေဆိုတော့ဘာမှလုံးလို့မရအောင်နော်တိလာသမိုင်းပညာတော့အားနေတယ်ဖျားတရားအတော့ကိုအတတ်နိုင်ဆုံးဘာသာရေးလိုက်စားတယ်ဒါပြိပဒံရုပ်ဖက်တယ်ထိုက်ကြောက်လို့ဆိုကုသိုလ်ကောင်းမှုရှိတယ်ဆိုရင်တော့တို့တို့လှုပ်တော့မြအကုသိုလ်အောက်လန်းကဓာတ်ရည်ကြည့်တော့တိတ်မကြည့်ရဘူး ဒါပေမဲ့ကိုယ့်ဘက်ကလည်းစီးပေါက်နေမယ်မကောင်းတဲ့အောက်လန်းတွေစောင့်မိထားမယ်အဆောင်တွေစောင့်မိထားမယ်ဆိုရင်တော့တိုက်ခတ်ရတာလွယ်တယ်။ဒါရဲပတ်သက်ပြီးအဆောင်တွေစောင့်တာနဲ့ပတ်သက်ပြီးဘုန်းကြီးဟောတဲ့တရားပြန်နာကြည့်တော့ဒီမှာဟောဖို့အချိန်မရတော့လို့ဘာဆောင်မှမဆောင်နဲ့ဟုတ်လို့တခါတလေထပ်ပြောရရင်ဘုန်းတို့ဟုတ်လို့တခိုးတို့ဓမြတို့ဆိုတာကသူ့ရဲ့ဒါအတွင်းလူပါရတယ်လေ။နော်ဒါအတွင်းလူရှိရတယ်။အဲ့အဲ့အတွင်းလူကဘယ်အရာဘယ်လောက်ရှိတယ်ရေပုံးအပြင်ဘယ်လိုဘယ်ပစ္စည်းဘယ်မှာဖွက်ထားလဲ။ ါသူအဲ့အသွေးလူကဟိုဒါလက်ထောက်ချပြီးမှပဲလာတာများတယ်တော်တော်များများတခိုးတွေတမျှတွေကဗလိုင်းမလောက်ဗလိုင်းလိုက်သူတို့ခံရမှာဆိုလို့နော်အဲ့ဆိုတော့သူတို့လည်းအန်နေကင်းဖို့လာကြိုးလဲရအောင်သူတို့ပိုင်နိုင်တဲ့အရာကိုစုံစမ်းလေးလာစုံစမ်းစနေနာပြီးမှခိုးတာတိုက်တာလေအဲ့လိုပဲအောင်လန်းနဲ့တိုက်တဲ့သူဆိုတာလေကိုကသူတို့ဗလိုင်းလာတိုက်ခတ်ဖို့မလွယ်ဘူးကိုကအဲ့ဒီ ဘုန်းကြီးတွေဘိုးတော်တွေတက်တွေနဲ့တွေဟိုဘုန်းကြီးကဘာအဆောင်ပေးဟိုဝိဇ္ဇာဘာပေးဘေးဟိုဆရာဘာပေးအဲ့ပေးတဲ့အဆောင်တွေအင်းတွေတရားတွေကိုစောင့်ထားတဲ့သူတွေဆိုရင်အောက်လမ်းနဲ့တက်ရတာအလွယ်ဆုံးပဲကိုကတော့အန်နေကင်းနေစီးပွားတက်တယ်ဆိုပြီးအဟုတ်မဲ့ပြီးစောင့်ကြတာလေအဲ့စောင့်လိုက်မှပို့ဆိုးတာအဲ့ဒါမတိကြတော့အဲ့ဟာတွေစောင့်ပြီးဆိုမှတော့တရဏကိုညှို့နှံသွားပြီနံပါတ်1အဲ့လိုတရဏကိုညှို့နှံခြင်းအပြင်လက်ကောင်းတဲ့မြက်တွေကိုမစောင့်ချောက်တော့နံပါတ်2 နံပါတ်3မကောင်းမိစ္ဆာတွေကိုနှောက်ရှက်ဖို့ပို့လွယ်တယ်။အဲ့ဒီအဆောင်မှရှိရအဆောင်တွေကထပ်ပြောရင်အစိမ့်တရေတတ်တာပဲ။အစိမ့်တရေအစိမ့်လောက်ပဲ။ဒီအဆောင်မှရှိရအဆောင်တွေကကိုယ်ဒုက္ခပေးဖို့ကိုယ်ကိုကုညီတယ်ဆိုတာချစ်တို့ခင်လွန်းလို့တော့မဟုတ်ဘူး။အဲ့ဒီအဆောင်မှသူတို့ချုံနောင်ပြီးတော့အမိန်ပေးပြီးတော့စောင့်ဆိုင်တို့ကိုယ်ကိုစောင့်ရတာလေ။စောင့်ရတာဆိုတော့သူတို့ကကိုယ်ကိုမေတ္တာနဲ့စေနာနဲ့ကုညီတာစောင့်ရှောက်တာလည်းမဟုတ်ဘူး။နောက်တစ်ခုသူတို့ကိုယ်တိုင်နဲ့တကိုးလည်းအတ္တလောက်မကြည့်ဘူး။အကူလောက်အောင်ကမ္မစိတ်ဒီအစွမ်းတကိုးမရှိဘူး။ နော်ဒီအာကိုရောက်လောက်အောင်အဲ့လောက်မစွန်းဘူးရိုးလေးတွေးကြည့်လေကိုယ့်ကိုစိန်ကောင်းဆောက်ရှောက်တာနဲ့ဝင်းကြီးတို့တမနာဆောက်ရှောက်တာနဲ့ဘယ်သူကွာတော့ဘယ်လောက်ကွာတော့အများကြီးပဲလေအများကြီးကွာနော်အဲ့လိုပဲဒီအောက်လဲအစိမ့်တည်းရဲတွေကိုယ့်ကိုအဲ့ဒီအဆောင်မရှိရအဆောင်တွေကအဲ့ဒီအဲ့ဒီပုံကိုယ်တွေကိုယ့်ကိုစောက်နေဆိုတာအဲ့ပုံကိုယ်တွေကတကူအဲ့လောက်ကြီးတာမဟုတ်ဘူးနော်သူတို့ထက်ပါဝါကြီးတဲ့အောက်လန်းဆရာတွေအများကြီးရှိတယ်အဲ့ဒီအောက်လန်းဆရာတွေကဟိတ်လူလူတရားကိုဒုက္ခပေးတော့မယ်ဆိုရင် သူတို့ရဲ့မကောင်းတဲ့သူတို့မွေးထားတဲ့မကောင်းတဲ့အစိမ်းတရားတွေကိုလွတ်ဖို့ဆိုတာမလွယ်ဘူးเนาะအဲ့ဟာသူတို့ငွေပေးပြီးသူတို့ကလည်းခိုင်းကြတယ်လေမနာလို့လို့သူတို့ကလည်းကိုယ်မလို့လို့သူတို့မှအဲ့ဒီအောက်လန်းပညာအဆုံးအောက်လန်းအသက်ပညာတွေတတ်တော့သူတို့ကတိုက်ခိုက်တယ်သူတို့ကကိုယ်တိုင်မတတ်တော့တတ်တဲ့သူတို့လောက်ခိုင်းတာစည်းပွားကြအောင်မိသားစုတွေပြိုကွဲအောင်စကားတွေများအောင်ရန်တွေဖြစ်အောင်ယောဂါတွေဖြစ်အောင်เนาะဒုက္ခပေးတာအများကြီးပဲအဲ့ဒီခါမှာဒီအောက်လန်းပညာနဲ့တိုက်တဲ့အခါ ဒီအောက်လန်းဆရာကလုတော့မယ်ဆိုရင် तू လုံးဝမဲ့ तू ဒီဘာအဆောင်နေဆောင်ထားတယ်လဲဆိုတာ तू ဟာသူ့ရဲ့အစွမ်းနဲ့သူ့ရဲ့တပည့်တွေလှုပ်ပြီးကြိတ်ခိုင်းတယ်နော်သူ့ရဲ့အစွမ်းနဲ့ကြိတ်ခိုင်းတယ်အဲ့အစိမ်းတရေတွေအဲ့ပုဂ္ဂိုလ်ကဥပမာဆောရောက်လို့ဘယ်ဖုန်းကြီးပေးလို့ညာဖုန်းကြီးပေးလို့ဖုန်းကြီးနေဆိုဖုန်းကြီးနဲ့မယုံနဲ့ဆိုတာအဲ့ဒါပြောတာနော်အဲ့ဒါတော်တော်များများဖုန်းကြီးနေအဲ့ဒါလှုပ်ရှားနေကြတယ်ပြောတာလဲနော်ဘုန်းတော်အဲ့ဒါသာသနာ괴အကြောင်းဖြစ်နေတယ်ဖုန်းကြီးတွေတက်တွေနဲ့တွေနဲ့လုံစားနေတာအဲ့ဒါဒီဖျားအောင်နဲ့လုံးဝမညူသာသနာဖြတ်နေတာပဲ အပြစ်လည်းအမှန်တန်ကြီးတယ်တက္ကသိုလ်မှညာအဲ့ဒါဒီမှာဟုတ်ထင်တာကိုကိုကိုအတိတ်ကပြုခဲ့တဲ့ကုသိုလ်ကံလေးဖိမလို့စီပွားရေးလေးအဆင်ပြေပါဒီဘုန်းကြီးမလို့တို့ထင်တယ်ဘယ်အဲ့ဘုန်းကြီးဘလို့မနိုင်ပါနော်ကိုကိုကံကောင်းလို့ချဲလေးပေါက်သွားဟာဒီဘုန်းကြီးမှန်တယ်ချဲမပေါက်တဲ့သူကပုံများတယ်သွားကြည့်ကြည့်အောင်နော်အဲ့လိုမျိုးပေါ့အဲ့ဒါအဲ့လိုမျိုးကိုအားကိုကိုအားမအောင်လူတွေကဒါသူများအားကိုရှာခြင်းကြတယ်ကဲထားအဲ့ဒါဆိုတော့ဒီအောက်လန်းနဲ့တိုက်မဲ့သူဒီအဲ့ဒီ အဲ့ဒီဒီအောင်လန်းပညာနဲ့သူ့ကိုအဲ့လိုအဲ့ဒီသူတို့တို့ဒုက္ခပေးမဲ့နော်ဘဘလည်းတရားဟောလေရပြတ်တော့အတန်ပြတ်ပြတ်နေသူတို့ဒုက္ခပေးမဲ့သူဒီဘာဆောင်နေဆောင်သားတယ်လေအဲ့ဒီအဆောင်ဆောင်သားတဲ့သူဆိုရင်သူတို့အဲ့အဆောင်မှာရှိတဲ့အဆောင်လောက်ခိုင်းတာဟဲ့မင်းဆောင်သားတဲ့အဲ့မင်းကဘုသူ့ကိုဒုက္ခပေးအဲ့ဒီကိုသူတို့ညာညာအေးအေးပြအောင်လို့အိတ်မပြောင်းအောင်လို့ယောဂတွေပြအောင်လို့ရန်တွေပြအောင်လို့စီပွားရေးကြလက်တွေပြအောင်လို့ ငါတို့ခိုင်းတဲ့အတိုင်းမင်းမလို့ရင်မင်းတက်ကြီးကြောက်တယ်ငါမှရှိတယ်မင်းတို့လုံးမယ်ဆိုတော့ကိုကတော့အန်ရကင်းနဲ့စီးပွားတက်တယ်ဆိုပြီးဆောက်ရတဲ့အဆောင်ဟာအဲ့အဆောင်မှရှိတဲ့အဆောင်ဟာသူ့ထက်ပါဝါကြီးတဲ့သူ့ထက်ဆိုးတဲ့ကောင်တွေနဲ့ဟိုဘက်အောက်လဲဆရာချင်းကြောက်တော့ကြောက်ပြီးတော့ကိုယ်ပြန်ဒုက္ခပေးတယ်အဲ့ဒါဖဖို့အိမ်ဆောင်နဲ့ခြံဆောင်နဲ့မကာကွယ်ဘူးလားမကာကွယ်ဘူးဘာလို့လဲကိုကိုယ်တိုင်ကလိုလိုလားလားနဲ့ဒီပစ္စည်းကိုအိမ်ပေါ်ယူခဲ့တာဒီအိမ်ဆောင်နဲ့ခြံဆောင်နဲ့ကတောင်းမြစ်ပိုင်ကွယ်မရှိတော့ဘူး ပြီးတော့တချို့အိမ်ဆောင်နဲ့ခြံဆောင်နဲ့တည်းဆိုရင်စိတ်ပြက်သွားတာချို့ကိုဆောင်နဲ့ဆိုရင်ငါတို့ရှိနေရတော့ငါတို့နော်ဒါမအေကျော်ပြီးတော့တွေးတော်လွမ်းနေဆိုတာဖေးအေကျော်ပြီးတော့နော်အဲ့လိုဖြစ်ကုန်မယ်ငါတို့စောင်းရှောက်နေတာကိုငါတို့မလေးစားဘဲနဲ့နော်ငါတို့ဘာမဟုတ်တဲ့အစိမ့်တရေတွေခေါ်လာရဲဆိုတော့သူတို့မနေတော့ဘူးဘယ်လိုဖြစ်ကုန်နှကောင်းနေမဲ့တွေလည်းမစောင်းရှောက်တော့ဘူးအဲ့ဒါဆိုတော့သူတို့အာကိုလေပိုဆိုးလေဖြစ်ကိုကတော့ နော်တချို့စီအဲ့ဒီအောက်လန်းနေအင်းနေတိုက်တယ်တချို့လည်းအောက်လန်းရဲ့လို့မသိဘူးတချို့တာအထက်လန်းပုံကိုယ်တွေပေးတယ်ဆိုပြီးတော့လေဖះစင်မကောက်ကောက်တင်တာပိုဆိုးနော်မကောင်းဘူးနော်အဲ့ဒါလေဂီယူဆိုင်ဒါနဲ့ပတ်သက်ပြီးဖုန်းကြီးခေါ်တဲ့တရားတွေပြန်နာကြည့်နော်အဲ့သူများလက်ဆောင်ပေးရစေတဲ့အဲ့ဒါဂီယူဆိုင်ကိုယ်အိမ်ထဲမှာစီးပေါက်နေလို့နှောက်ရတာလွယ်နေတာနော်တချို့ကရှေ့မှာပြုံးပြီးတော့လေလက်ဆောင်ကပေးတာတကယ်မေတ္တာစိတ်နဲ့ပေးတဲ့အားကြီးလည်းရှိပါတယ် တချို့ကအကြံနဲ့အဲ့ဒီလက်ဆောင်အဲ့ထဲမှာအင်းနေမြုပ်ဒီမကောင်းတဲ့အဆောက်နေထည့်တာထည့်ပြီးပေးတာကောတော့အဲ့အရာလေးကိုဟာငါ့ကိုငါဘသူကဘသူကလက်ဆောင်ပြီးတော့တိန်းတာအဲ့အရာရှိနေတော့အဲ့မှာရှိရအကောင်ကကိုယ်အမြဲတမ်းဒုက္ခပြီးတော့ဒီမိသားစုဒုက္ခပို့ရောက်နေစီးပေါက်နေတာနော်အဲ့အခုနောက်ပိုင်းဗျာလူတွေတော့မလုတင်တာဒီမှာလုတ်လာတယ်ဒီလက်ဆောင်တွေပေးတာပေးတာနောက်ပဲဘလူကြီးလက်ဆောင်ပေးဖျားလက်ဆောင်ပေးရုပ်ပါတော်လေးတွေအဲ့ဖျားထဲမှာအဲ့မကောင်းတာထည့်ပေးလိုက် ဖျားဆိုတော့ဘယ်သူမှချင်းနေဘက်မှာမထားရဘူးလေဖျားဆိုမှာကောက်တင်လိုက်တော့ဘယ်သူမှလည်းမထင်ဘူးဖျားဆိုတော့အဲ့ဖျားရဲ့အဲမှာမကောင်းတာကြီးစီစဉ်လိုက်တာအင်းနေတက်တယ်သွားရောအကောင်းဆုံးတော့သူများလက်ဆောင်ပေးတာမယူတာအကောင်းဆုံးပဲနော်အရာယူရင်လည်းဂီယူဆိုင်ကြပါဘောနော်ဂီယူဆိုင်ကြပါလုံးဝမယူလည်းတော့မပြောလို့ပါနော်အရာ